ဒီဗီဒီယိုဖိုင်လေးကိုကြည့်နေတယ်ဆိုလို့ရှိရင်ဆုံးအောင်ထိနားထောင်သွားပါမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ17ရက်ပိုင်းတွင်ကျွန်တော်ရဲ့မိတ်ဆွေခွန်ရက်သားသမီးအားလုံးတို့ကံကောင်းဆုံးနေ့နံပိုင်ရှင်လေးတွေအကြောင်းကိုကျွန်တော်ပြောပြပေးသွားမှာပဲဖြစ်ပါတယ် အဲ့တော့ကျွန်တော်တို့ဒီစက်တလာပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီကံကောင်းဆုံးနေနံပိုင်ရှင်လေးတွေရဲ့အကြောင်းကိုကျွန်တော်စတင်ပြီးတော့မပြောခင်မှာဒီစက်တလာပိုင်းမှာအစအစအရာရာဂယုစိုက်ပြီးတော့နေထိုင်တဲ့နေနံပိုင်ရှင်လေးရဲ့အကြောင်းကိုကျွန်တော်စတင်ပြီးတော့ကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့စက်တလာပိုင်းဆိုတဲ့ကာလမှာကျွန်တော်ရဲ့ဗုဒ္ဓဟူယာဟူသာသမီမိတ်ဆွေတို့အနေနဲ့အစအစအရာရာဂယုစိုက်ပြီးတော့နေထိုင်ရမယ်လာတလာပဲဖြစ်ပါတယ်အဲ့တော့ဗုဒ္ဓဟူယာဟူသာသမီမိတ်ဆွေတို့အနေနဲ့ကျွန်တော်တို့ဒီစက်တလာပိုင်းမှာဆိုလို့ရှိရင်ဘာကိစ္စကိုမစိုးလောက်တော့မယ်ဆို လို့ရှိရင်เนาะခံစားစိတ်ခံစားချက်ကိုရှင်းတန်းတင်တာမျိုးတွေเนาะပြီးတော့မိမိရဲ့ခုနကတော့ အဲခုနကတော့ဒေါသထွက်တတ်တဲ့လူတွေစိတ်မြန်လက်မြန်ဆုံးဖြတ်တတ်တဲ့လူတွေဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီစက်တလာပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ဗုဒ္ဓဟူရာဟူသာသမီမိတ်ဆွေတို့အနေနဲ့အမားတွေများစွာနဲ့ဂျုံဝတ်တတ်တယ်။အဲ့တော့ကျွန်တော်တို့ဒီတလားစာမှာနော်ဒီကျွန်တော်ရဲ့ဒီကံကောင်းဆုံးနေနေတဲ့အကြောင်းကိုကျွန်တော်ပြောပေးနေတယ်ဆိုတာကကျွန်တော်တို့ခုနကညံ့နေတဲ့သူတွေကိုဖြစ်ပါစေဆိုပြီးတော့ကျွန်တော်တို့ပြောတာမျိုးမဟုတ်ဘဲနဲ့နော်ဘာလို့ပဲလှုပ်လှုပ်တကယ်လှုပ်လှုပ်နေတဲ့သူတွေမှာဒုက္ခတွေကြုံတွေ့ရမှာဆိုလို့ကျွန်တော်တို့အနေနဲ့ဒါအဆအဆရရဆောင်းရံရှောင်းရံလေးတွေနဲ့နေထိုင်နေထိုင်ဖို့ပေါ့နော်ဒါကျွန်တော်ပြောပြပေးခြင်းဖြစ်တယ် ်ဒါပါဖြစ်လို့လဲဆိုလို့ရှိရင်ဒုက္ခဖြစ်ပါသေးဆိုတဲ့ရောက်ပါသေးဆိုတဲ့ပုံစံနဲ့ဒါကျွန်တော်တို့သုံးသပ်ပြီးတော့ဟောပြောပြသခြင်းမျိုးမဟုတ်ဘူးအဲ့တော့ကျွန်တော်ပြောချင်တာကတော့ဗုဒ္ဓဟူးရာဟူးသားသမီးမိတ်ဆွေတွေဒီ ကျွန်တော်တို့ဒီစက်တလားပိုင်းမှာဆိုလို့ရှိရင်တော့ကံကိုပုံးပြီးတော့စူးပုံနေတဲ့အလုံးမျိုးတွေကိုလောက်ကင်ချင်းမျိုးတွေကိုရှောင်ရှားတင်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ငွေပမာဏအများကြီးရင်းနှီးမြှုပ်နှံတဲ့လုပ်ငန်းမျိုးတွေကိုလောက်ကင်ချင်းမျိုးတွေကိုလည်းပဲရှောင်ရှားတင်တယ်မိတ်ဆွေတို့အနေနဲ့ဒီစက်တလားပိုင်းဆိုတဲ့ကာလမှာဘာသာရေးတွေကိုပိုးလောက်တင်တယ်အဓိဋ္ဌာန်တွေဝင်တင်တယ်အဲ့တော့ပြောရအချုပ်အပြင်ပြောရမယ်ဆိုရင်ကုသိုလ်ကောင်းမှုတွေကိုများများလောက်ကင်တင်သောနေ့နံပိုင်ရှင်တွေပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီစက်တလားပိုင်းမှာဆိုလို့ရှိရင်အကောင်နဲ့အဆိုးနဲ့ဒွန်တွဲနေတဲ့နေ့နံပိုင်ရှင်တွေကတော့ကျွန်တော်တို့တနင်္လာသားသမီးတောက်ကြသားသမီး စနေသားသမီးနေနံပိုင်ရှင်လေးတွေကတော့ကျွန်တော်တို့ဒီစက်တလာဝိုင်းဆိုတဲ့ကာလမှာအကောင်းငယ်ဆိုးနဲ့ဒွန်တွဲနေတဲ့ဒါလာတလာပဲဖြစ်ပါတယ်အဲ့တော့တနင်္လာတောက်ကြစနေသားသမီးမိတ်ဆွေတို့အနေနဲ့ဒီစက်တလာဝိုင်းဆိုတဲ့ကာလမှာအလုပ်တွေလုပ်တော့မယ်ဆိုလို့ရှိရင်တော့ မိတ်ဆွေတို့အနေနဲ့တေချာလေးစဉ်းစားပြီးတော့เนาะတေချာလေးတုံးတက်မယ်တန်းဆုံးဖြတ်ပြီးတော့တန်းလောက်ကင်တာမျိုးတွေကိုမလောက်ကင်သင့်ဘူးမိတ်ဆွေတို့အနေနဲ့ဒီဆက်တလာပိုင်းဆိုတဲ့ကာလမှာကเนาะခုနကတော့အကောင့်တဝက်အစိုးတဝက်ရောနှောနေတာမျိုးတွေဒါရှိနေတာဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့အလုပ်တွေကိုလုပ်တော်တဲ့အခါမှာเนาะခုနကတော့တက်ဖက်လူပြောစကားမျိုးတွေကိုခုနကတော့နားယောင်ပြီးတော့လောက်ကင်တာမျိုးမလောက်ခဲနဲ့မိမိရဲ့ဒီစိတ်ကူးစိတ်တန်းနဲ့เนาะတေချာလေးတုံးတက်ပြီးကမှာเนาะအလုပ်တွေနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်တခြားအကြောင်းအရာကိစ္စတွေနဲ့ပဲဖြစ်ဖြစ်လောက်ကင်မယ်ဆိုလို့ရှိရင်เนาะအမားလေးတွေဆုံးရှုံးမှုလေးတွေဒါရောနေစီမှာပဲဖြစ် ်ပါတယ်အဲ့တော့တနင်္လာသားသမီးတောက်ကြသားသမီးစနေသားသမီးမိတ်ဆွေတွေကတော့ဒီ၁၇လပိုင်းမှာเนาะမိတ်ဆွေတို့အနေနဲ့ခုနကတော့ စတုလောက်ကိုင်းတဲ့လုပ်ငန်းမျိုးလေးတွေကိုတတိထားပြီးတော့လောက်ကိုင်းတင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီစတလာပိုင်းမှာကံကောင်းဆုံးနေနံပိုင်ရှင်လေးတွေကတော့ကျွန်တော်တို့တနင်္ဂနွေသားသမီးကြာသာပရိသားသမီးအင်္ဂါသားသမီးမိတ်ဆွေတွေကတော့ဒီစတလာပိုင်းဆိုတဲ့ကာလမှာကတော့အဆအဆအရာရာမိတ်ဆွေတို့အနေနဲ့အရင်ကခုနကတော့အားထုတ်စရာအားဆိုင်စရာမလိုဘဲနဲ့ပုံမှန်လေးစူးစမ်းမယ်ဆိုရင်ကျွန်တော်ရဲ့ဒီတနင်္ဂနွေကြာသာပရိအင်္ဂါသားသမီးမိတ်ဆွေတို့အနေနဲ့ဒီစတလာပိုင်းဆိုတဲ့ကာလမှာเนาะအဆအဆအရာရာအစဉ်ပြေမှုတွေအောင်မြင်မှုတွေရရှိစေမှာပဲဖြစ်ပါတယ် အဲ့တော့တနင်္ဂနွေသားသမီးအင်္ဂါသားသမီးကြာသာရီသားသမီးမိษွေတို့အနေနဲ့အလောက်ကင်တွေကိုလောက်ကင်တော့မယ်ဆိုရင်တော့ရဲရဲဝုံဝုံနဲ့နော်မိမိတို့ဒီဆုံးဖြတ်ချက်ချပြီးပြီဆိုရင်စတင်ပြီးတော့အကောင့်ထဲပေါ်ပြီးတော့လောက်ကင်တာမျိုးတွေကိုလောက်ကင်တဲ့ချီတုံချတုံမလောက်ဖဲနဲ့ခုနကတော့တွေ့ဝင်းနေတာမျိုးတွေမလောက်ဖဲနဲ့မိษွေတို့အနေနဲ့ဆုံးဖြတ်ချက်တွေကိုမြန်မြန်အကောင့်ထဲပေါ်မယ်ဆိုလို့ရှိရင်တော့တနင်္ဂနွေကြာသာရီအင်္ဂါသားသမီးမိษွေတို့အနေနဲ့ဒီစတလာပိုင်းဆိုတဲ့ကာလမှာနော်အစအစအရာရာအစဉ်ပြေမှုတွေရရှိစေမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်နောက်ရက်မှာလည်းပဲပေါ့နော်ကျွန် ော့ရဲ့ဒီမိတ်ဆွေခုနှစ်ရက်သားသမီးတွေအားလုံးတို့ကျွန်တော်တလားစာဟောစာရန်ဗီဒီယိုဖိုင်လေးတွေကိုလည်းပဲကျွန်တော်တင်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးတွေကိုเนาะအဲဒီ ဒီခုနှစ်ရက်သားသမီးမိတ်ဆွေတွေအားလုံးတို့ဟောဇရန်ဗီဒီယိုဖိုင်လေးတွေကိုစောင့်မျှော်နေတဲ့ခုနကခုနှစ်ရက်သားသမီးတွေရှိတယ်ဆိုရင်လည်းပဲကျွန်တော်တနေ့ချင်းစီတင်ပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ခုနှစ်ရက်သားသမီးမိတ်ဆွေတွေအားလုံးဒီဆက်တလာပိုင်းဆိုတဲ့ကာလမှာเนาะအဆိုးဟူသမျှဝေးလွှင့်ပါစေကံကောင်းခြင်းမင်္ဂလာဖျားဖျားနဲ့ပြည့်စုံပါစေမိတ်ဆွေတို့လောက်တိုင်းနေတဲ့အလောက်ကိုင်းတွေဖြောင်းဖြူးตาရပြီးတော့ငွေချေးတွေနဲ့ပတ်သက်ပြီးတော့လည်းပဲရှာရဖွေးရတာတွေလွယ်ကူပါစေလို့ကျွန်တော်စူတောင်းမြတ်တာပို့သားရင်ဆက်တလာပိုင်းတို့ကံကောင်းဆုံးနေနံလေးတွေရဲ့အကြောင်းကိုကျွန်တော်ပြောပြပေးတဲ့ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေ့ ာမှာပဲဆုံးသက်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်